ဒီနေ့တော့တားလိုက်က Oreo ကိစားကြည့်နေဆိုတာနဲ့ Oreo Gate အလွယ်လေးပြုလုပ်လိုက်ပါတယ်ရှင်။အရန်ကိုမှလွယ်ကူရွှေမိစားလို့အရန်ကောင်းတယ်ပေါ့နော်။ ။ Oreo cake ပြုလုပ်ဖို့အတွက်ကျွန်မကတော့ Oreo ရှစ်ခုအရင်ဆုံးသုံးလိုက်ပါတယ်။ဒီတထုံလုံးတော့သုံးမှာပေါ့နော်။အားလုံးက13ခုပါပါတယ်။ရှစ်ခုပဲအရင်ဆုံးထည့်ပါတယ်။ပြီးွားရင်နွားနို့ကို200 ml ထည့်လိုက်ပါတယ်ရှင်။နွားနို့မှာမလိုက်ပက်လေးပါတယ်ရလေတခါတည်းထည့်သုံးလိုက်တယ်ပေါ့နော်။နွားနို့200 ml ထည့်ပြီးတော့ cake flow ကိုထမင်းစားစွန်း2စွန်းသုံးပါတယ်။ဘေကင်းပောင်ဒါကိုတော့လက်ဖက်စားစွန်းစွန်းတစ်ဝက်စာပဲသုံးပါတယ်ရှင်။ပြီးွားတော့ကလေးတွေကချိုကြိုက်တဲ့ခါကျတော့လေတကြားကိုတော့ထမင်းစားစွန်း2စွန်းသုံးလိုက်ပါတယ်ရှင်။ဒီနေရာမှာတော့ကျွန်မက ကအိမ်မရှိနေတဲ့ Nest Coffee အမုတ်ကိုပဲလက်ဖက်စားစွန်းတစ်စွန်းနဲ့သုံးလိုက်ပါရယ်ဒီနေရာမှာကိုကိုအပေါင်နာရှိလို့ရှင်ကိုကိုအပေါင်နာလေးသုံးပါနော်ပါဝင်ပစ္စည်းတွေအကုန်လုံးထည့်ပေးပြီဆိုလို့ရှင်တော့တည်တည်ချာချာလေးမှုလိုက်ပါမယ်ပြီးသွားရဲ့အပေါ်ကနေပြီးတော့ပိုတဲ့ Oreo ငါးချက်ကလေးကိုအလှဆင်လိုက်ပါမယ်ရှင် Microwave Oven လေးကိုကျွန်မကအသုံးမပြုခင်မှာစက္ကန့်30အပူပေးထားပါရယ်ရှင်အပူပေးပြီးတော့မှကျွန်မတို့ခုနကဖြော်ထားတဲ့မုန့်နှစ်ကိုပေါ့နော် မိုက်ခရိုဝေးအာဗာလင်းတဲ့ကိုထည့်ပြီးတော့2မိနစ်လောက်ထိဖုတ်တယ်လို့ပြောရမှာပေါ့နော်ဖုတ်တယ်ပဲဖြစ်ဖြစ်အပူပေးတယ်ပဲဖြစ်ဒီ2မိနစ်တော့ကျမတို့ပြုလုပ်လိုက်ပါရရှင်အကိမုတ်ဆိုပေမဲ့ကျမမှာကိမုတ်မှုခွက်မရှိဘူးပေါ့နော်ပြီးတော့မိုက်ခရိုဝေးအာဗာလင်းတဲ့ကိုကဒီလိုပကံလုံးလေးနဲ့ထည့်ပြီးပြုလုပ်လို့ရတာမဟုတ်လို့ကျမပကံလုံးလေးထဲမှာပဲထည့်ပြီးတော့အလွယ် Oreo cake လေးပြုလုပ်လိုက်ပါရရှင် ရကိတ်သားလေးကနူးနူးညံ့ညံ့အီအီဖက်ဖက်လေးနဲ့ပေါ့နော်အယံကိုမစားလို့ကောင်းပါတယ်တသားအကြိုက်ပေါ့နော်တသားစားခြင်းတွေကအယံကိုမှကြာနေပါပြီရှင်မုတ်ကလေးကချိုးတယ်နူးညံ့တယ်အီတယ်ပေါ့နော်သူအယံကိုမှသဘောကျတယ်ဆိုတော့အကြောင်းပြောပြနေရပါ Smile Video လေးတွေကိုစုံနေကြည့်ရှုပေးကြတဲ့တို့တယောက်စင်စီတိုင်းကိုထူပဲကျေးဇူးတင်ရှိပါတယ်ရှင်နောက်ထပ် vlog တွေမှာပြန်တွေ့ပါမယ်ရှင်အားလုံးပဲ bye bye